ဒီနေ့မှာတော့အယံအယံကိုပေါ်ပြလာဖြစ်လာတဲ့ပိန်စီ ထိုးစီအကြောင်းကိုပြောပြပေးပါမယ်။အဲ့ထိုးစီကို အခုဆိုလို့ရှိရင် သုံးနေသူတွေကအယံများလာတော့အဲ့စီကတကယ်ကောင်းတာလား။ဘီအတွက်ဆိုချိုးတွေရှိမလားဆိုတာကိုသိကျင်ကြလို့မေးတဲ့သူတွေကများသလို့ သိထားဖို့လေလူမယ်ထင်လို့ဆက်ပြီးတော့ပြောပြပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆုံးထိဆက်ပြီးတော့ကြည်ပေးပါကျမကတော့မပွင့်ဖြူဝင်းပါစေဝါပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါရဲ့ရှင်အခုအရန်ပေါ်ပူလာဖြစ်နေတဲ့ပိန်စီထိုးစီဆိုတာကကျမတို့ရဲ့ခန္ဓာကိုယ်မှာ ဘယ်လိုအလုပ်လုပ်ပေးလဲဆိုတော့အစာစားခြင်းစိတ်ကိုလျှော့ပေးတဲ့ဟော်မုန်းကိုထောက်ခံပေးတဲ့ထိုးစေးတစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒီထိုးစေးကိုမူလကတော့စီးချိုယောဂအတွက်အသုံးပြုကြတာဖြစ်ပေမဲ့အစာစားတာကယောစေပြီးတော့ပိန်သွားတာ weight loss ဖြစ်လာတာဖြစ်တဲ့အတွက်အခုဆိုလို့ရှိရင်လွယ်လွယ်ပိန်ကျင်တဲ့သူတွေအတွက်ရွေးချယ်စရာတခုဖြစ်လာပါတယ်။အခုပိန်စေးထိုးစေးဆိုပြီးတော့အသုံးများနေတဲ့စေးနံပါတ်တွေကတော့ ဒါတွေပဲဖြစ်ပါတယ်။အဲ့ဒီဆီးတွေထဲမှာပါဝင်တာကတော့ဆီမဂလူတိုက်ဆိုတဲ့ဆီးပဲဖြစ်ပါတယ်။ဒီဆီးမှာဆိုလို့ရှိရင်ဆီမဂလူတိုက်က low dose version ဖြစ်ပြီးတော့ဒီဆီးမှာကကြတော့ high dose version ဖြစ်ပါတယ်။ဒီဆီးတွေက GLP receptor agonist ဖြစ်တဲ့အစာစားခြင်းစိတ်ကိုလျော့စေတဲ့အစာစားခြင်းစိတ်ကိုထိညိပေးတဲ့အစာချေပြတ်မှုကိုနှိမ့်စေတဲ့ဒီထိုးဆေးကိုဘယ်လိုလူတွေသုံးသင့်လဲ။ ဘလို့လူတွေအတွက်တင်းတော်လဲဆိုလို့ရှိရင်အစားလျှော့ပြီးတော့နေကျင်ကန်းလဲလှုပ်ပြီးတော့ဝေးကြဖို့ရဘလို့မှအဆင်မပြေတဲ့သူတွေ BMI 30ကျော်တဲ့သူတွေ BMI 29ကျော်ပြီးတော့စီးချို့ ွေးတိုးရှိတဲ့သူတွေအတွက်သုံးဖို့ရသင်တော်ပါတယ်။အဲ့ဆေးကိုတစ်ပတ်တစ်ချိန်ထိုးရတာပေါ့နော်။ဆရာဝန်ညွှန်ကြားချက်နဲ့ပဲအသုံးပြုသင့်ပါတယ်။သူ့ကိုထိုးပြီးတော့ပထမ3လမှာဆိုလို့ရှိရင်ပေါ့နော်15ပေါင်နီးနီးပေါ့နော်။အတိအကျပြောရရင်14.8ပေါင် kg နဲ့ဆိုလို့ရှိရင်6.7 kg ရော့ကြတာပေါ့နော်။ကိုယ့်ရဲ့ဒီနှကိုရှည်ရင်းစွဲ body weight ရဲ့5.9%ရော့တာပေါ့နော်။ထိုးနေစဉ်ကာလမှာဆိုလို့ရှိရင် exercise နဲ့တွဲပြီးတော့လှုပ်တာ ဟဲသီးဖြစ်တာတွေပဲစားတာမျိုးတွေလုပ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ် exercise လုပ်တာကဒီ muscle mass တွေကို maintain လုပ်ပေးနိုင်တာပေါ့နော်ခန္ဓာကိုယ်ရဲ့ metabolism တွေကိုလည်းသူက boost လုပ်ပြီးတော့အဲ့အချိန်မှာဖြစ်တဲ့စိတ်ခံစားမှု ပေါ့နော်အဲ့မှုကိုလည်းပုံမှန်ဖြစ်စေဖို့ရအတွက် exercise လုပ်ပေးတာကပိုပြီးတော့ကောင်းစေပါတယ်ဒီထိုးဆေးကိုဈေးရက်မယ်ဆိုလို့ရှိရင်တော့ don't eat ရက်တာတဲ့စားလို့ရှိရင် dose ကို short ပြီးမှရက် တာမျိုးတွေလုပ်သင့်ပါတယ်။ကဲလာပြီအားလုံးသိချင်နေကြတဲ့အပိုင်းကိုရောက်ပြီဒီလိုမျိုးပိန်ဖို့ဆေးတွေကိုထိုးကြတာအနေရမရှိဘူးလားဆိုတာကတော့တော်တော်များများသိချင်ကြတဲ့အပိုင်းပဲဖြစ်တယ်။ဆိုတော့ဆေးလို့ပြောလိုက်တာနဲ့သိထားရမှာကတော့ side effect ဆိုတာကရှိပါတယ်။ကောင်းချို စိုးကြိုဒွန်တွဲနေတယ်လို့ပြောရပါမယ်။အဲ့ဒါကမြေတိဆေးမဆူအဲ့လိုမျိုးရှိရပါဘောเนาะ။ဒီစီမာဂလူတရဲ့ကွန်မွန်ဆိုက်ဖက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဝင်းချုပ်တာ၊ဝင်းလျှောတာ၊မူးတာ၊အစာမကြေတာ၊ရှားတာ၊အစာစားခြင်းစိတ်ပျောက်တာစတာမျိုးတွေဖြစ်တတ်ပါတယ်။ သတိပြုရမယ့် side effect တွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အရေးကြီးတဲ့ဟာတွေပေါ့နော်ဘယ်လိုဟာလဲဆိုရင် thyroid tumor thyroid cancer တွေကိုဖြစ်စေနိုင်တဲ့အတွက်ကြောင့်မလို့ဒီဆေးကိုထိုးနေစဉ်ကာလမှာကိုယ့်ရဲ့ဒီလေဗင်ကပုံမှန်ထက်ကြီးနေလားအစာစားနေရင်မြိုရခက်လားအသက်ရှူရခက်လားမြင်းတန်လိုမျိုးအတန်ပြောင်းလာလားပေါ့နော်အဲ့ဒါမျိုးကိုစောင့်ကြည့်ရမယ်အကယ်၍ဖြစ်တဲ့ဆိုလို့ရှိရင်ဆရာဝန်နဲ့ချက်ချင်းပြရမယ် ်နောက်ပြီးနောက်ထပ်ဖြစ်တတ်တာတစ်ခုကကြတော့ pancreatitis ဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အပြင်းအထန်ဘိုင်းနာလာကြောအောင်လာဆိုတာတွေကိုသတိထားရမယ်။နောက်ပြီး gallbladder ဒီသဲချေကြောက်တယ်နိုင်တာပေါ့နော်။ကြောက်ကက်ကိုထိခိုက်တာမျိုးတွေစတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းရှိတတ်ပါတယ်။ဒါကြောင့်ဒီလိုမျိုးပိန်စီထိုးစေးကိုထိုးမဲ့သူတွေကကိုမှ thyroid ကပုံမှန်ဖြစ်ရမယ်။ အစာအိမ်ကလည်းကောင်းရမယ်၊ကြောက်ကက်ကလည်းကောင်းရမယ်၊စိတ်အခြေအနေကလည်းပုံမှန်ရှိသူဖြစ်ရပါမယ်။ဘာကြောင့်ပေါ့နော်ဒီစိတ်အခြေအနေကိုထည့်ပြီးပြောရတာလဲဆိုလို့ရှိရင်ဒီထိုးစေးကထိုးနေစင်မှာမှုချိန်ချက်ဖြစ်လိရှိပါတယ်။စိတ်အတက်အကျအယမ်းမြန်တာမျိုးလေးတွေဖြစ်တတ်တယ်။ပိန်စီထိုးစေးကသူ့ရဲ့ side effect တွေကဒါတွေမဲလားဆိုတော့လေ မကပါဘူးရှိပါသေးတယ်ဒီပိန်စည်းထိုးစည်းကိုထိုးနေစင်မှာသတိထားမဲ့အချက်တွေကတော့သူကရေဓာတ်ခန်းချောက်တာဖြစ်ပြီးတော့စီရောင်ပြောင်းတာ ခေါင်းရမ်းကြိုက်တာတွေအလက်ချစ် reaction တွေအမြင်အာရုံ ပြောင်းလာတာနှလုံးခုန်အယမ်းမြန်တာတွေဖြစ်လာရဲဆိုလို့ရှိရင်တော့စိတ်ကမ်းမှာတေချာပြန်ပြီးတော့ပြဖို့လိုပါတယ်။နောက်ပြီးဒီပိန်စီထိုးစီရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုအတိအကျနေနဲ့အခုချိန်ထိတော့လေအတိအကျပေါ့နော်မသိရသေးပါဘူး။စမ်းသက်လည်လာသေးပဲရှိပါသေးတယ်။ပြောဖို့ရအယမ်းစောနေသေးတယ်လို့လည်းဖော်ပြထားပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီပိန်စီ ထိုးစည်းကိုပေါ့နော်ထိုးရမလားမထိုးရဘူးလားဆိုတာစဉ်းစားနေတဲ့သူတွေဝေခွဲမြဖြစ်နေတဲ့သူတွေကိုယ့်အကိုစဉ်းစားချင်းချိန်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ကိုယ့်ပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမြဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျမ်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်